小款皮包还行皮啊，没啥皮啊，外表也很嘞。今朝我得也很稍微要快点出站给伢们洗五六天买的皮啊。打扮没着酷，也酷开麻了。早上一着到面面个，但是今朝不着一黑喽，把早上那么干净拿包来洗皮啊。把呃，把早上流出水也拿包来洗皮啊。今朝我得也很那个，三娃来那天，外表也很那个，一条一条表说被大人用起来洗的包来洗皮啊，提拉的买的。 တော်တာတွေလည်းရှိတတ်ပါတယ်ရှင်ဖေဟာငငယ်ကဝတ်တာပဲဖြစ်ဖြစ်ကြီးမားဝတ်တာပဲဖြစ်ဖြစ်မခွဲခြားတင်မှုလို့ထင်ပါတယ်ရှင်ဖေဟာမှန်ကန်အောင်ပြန်လဲဖြေချားပေးစေလိုပါတယ်ရှင်ဖေဟာอืมဒါတော့မှန်ပါတယ်လက်မခံရတဲ့ဆရာတော်တွေရဲ့မှာလဲသူတို့အတွေ့အကြုံတွေရှိတယ်ဘာဖြစ်လို့လဲဆိုတော့သူကစာပေထဲမှာဝတ်တာပပစီတော်ဒုပဇောဆိုတာရှိတယ်ကြီးမားဝတ်တဲ့ပုဂ္ဂိုလ်တော်တော်များအပြောအခက်တယ်ပေါ့နော်အဆုံးမခက်တယ်အရင်လူဘဝကဇိုက်ချမ်းတွေမပြောက်တတ်ဘူးခုနလိုဒကမာလေး၆တဲ့ပုံစံမျိုးတော်တဲ့ ဟိုကြီးမားဝတ်တဲ့ပုံကြီးရှိပါလားငယ်ပြူထက်တောင်တော်တဲ့ဆရာတော်ကြီးတွေ့ဘူးပါလားရှိလဲရှိပါလားဦးဇင်းတော်ကြောင့်မှလည်းအများကြီးရှိတယ်လေလက်ထက်နဲ့တော်တော်များအဲ့တန်ကိုမခိုင်တန်ရောက်ဆရာတော်တွေကလေလာလို့ချင်းရံဖြစ်ကြတယ်ပြင်ပြောဟခတ်တယ်ဟိုစီကန်းတိုင်းမလိုက်နိုင်ဘူးပေါ့နော်တောင်းလိုက်စီကန်းတိုင်းစာကြက်မချင်းစာမကြက်ဘူးချက်သွားနေတယ်ဒါမျိုးပေါ့မအေးရမချင်းမအိတ်နေတယ်အဲ့လိုမျိုးရှိတယ်ပေါ့နော်အဲ့တော့ဆရာတော်တွေကဒီအကြီးတွေကိုပြောရတဲ့အခါအရင်ပင်မဲတော့လက်မခံချင်တော့ဘူးအဲ့ရံဖြစ်တာတွေလည်းရှိတဲ့ခါကျလက်မခံကြကြောက်စာတန်လိုက်တော်တော်များများတော့အငယ်တွေကိုပဲရွေးလက်ခံတာများတယ်ရွေးချက်ကတော့အပြောခက်အဆိုခက်လို့ပါ အဲ့တော့ဦးဇင်းတို့ကြောင့်အားကြောင့်ဦးဇင်းတို့ကြောင့်တိုင်းမှာကြတော့အကုန်လက်ခံတယ်အကြီးလက်လက်ခံတယ်ဘာဖြစ်လို့လဲဆိုတော့မှန်တယ်ဟိုဆုံးမခတ်တဲ့ပုံစံတွေရှိပြီမဲ့အဲ့ဒီဟာတွေကိုအကြောင်းပြုပြီးတော့ကောင်းတဲ့ပုံစံတွေမဆုံးရှုံးစေချင်ဘူးဇင်းကဦးဇင်းတို့အပင်မဲ့ခံလိုက်တာဆယ်တော်တရားတော့အပင်မဲ့မခံရှင်လို့လက်မခံတာပါကောင်းတဲ့ပုံစံတွေတော့ရှိတယ်ဒါဦးဇင်းတို့ကြတော့နှမျောတာပေါ့နော်သာသနာမှာဟိုတချို့ကြီးမားဝက်လာပြီမဲ့ငယ်ကျူတွေနဲ့ထောင်ဆွမ်းဆောင်နိုင်တဲ့ပုံစံတွေလည်းဦးဇင်းတို့တွေ့ရတဲ့အခါကျတော့ရှိတယ်နှမျောတာပေါ့နော်အဲ့တော့ဟိုပါရမီ7ပါး ကြီးဝတ်တိုင်းမှာ၁၀ပါးတိုင်းမှာတစ်ပါးလောက်ကကောင်းတာပါရင်တော့မှမဆိုးဘောเนาะအဲ့လိုရည်ရွယ်ဒါကြောင့်ဦးစင်းတို့ကျောင်းတိုင်းမှာဆိုရင်တော့ကြီးမှဝတ်တဲ့ပုဂ္ဂိုလ်ဆိုရင်စာသင်တိုင်းသိတယ်ဆိုရင်လက်ခံတယ်လာခဲ့ရတယ်ဟိုဒီကျောင်းတိုင်းရောက်ပြီးတော့သူပြန်မတောင်းကဦးစင်းတို့တောင်းအောင်ပဲလေဦးစင်းတို့ဆရာသမားတွေကတော့အရင်အပင်မခံရတာပေါ့เนาะသူတို့ကိုဒီစီကန်တိုင်းနေနိုင်အောင်ဦးစင်းတို့က train ပေးရတာလက်ကျင်ပေးရတယ်အဲ့တော့နေနိုင်တဲ့ပုဂ္ဂိုလ်တော့နေနိုင်သွားတော့သူကောင်းသွားတယ်သူအဆင်ပြေသွားကြတယ်မနေနိုင်တဲ့ပုဂ္ဂိုလ်တော့ထွက်ပြေးတာပေါ့เนาะအဲ့တော့ဦးစင်းတို့ကကို့မူနဲ့ကို့ကန့်သွင်းလိုက်တာပဲသူတို့ အဲ့တော့ကြောင်းကိုယ့်ဘက်ကမူကအရေးကြီးဆုံးပဲเนาะအဲ့တော့အပင်ပန်းတော့ခံနိုင်ရမယ်ပေါ့เนาะအဲ့တော့အကြီးတဲ့ပုံကဆိုတော့အငယ်တွေနဲ့မတူဒါပေမဲ့ဦးဇနုစီမှာကတော့ဒီနေ့ချိန်လေးဦးဇနုကြောင်းနေထောင်တာ၄နှစ်ရှိပါပဲအကြီးတွေလည်းတော်တော်လေးရောက်ကြပါတယ်ကြီးမဝတ်တဲ့အသက်30ကျော်မှရဟန်းဝတ်ပြီးတော့စာသာတင်တဲ့နိုင်ငံတွေလည်းတော်တော်များကြပါတယ်ဒါပေမဲ့ဦးဇနုဒီနေ့၄နှစ်အတွင်းမှာဦးဇင်းအပါအခု150ဝန်းကျင်ရှိတယ်ကိုရင်က300လောက်ရှိတယ်ပေါ့အခုချိန်လေးအဲ့လိုမျိုးအပြောခက်အဆူခက်ဦးဇင်းရဲ့လို့ဦးဇင်းမတွေ့ရတဲ့လောက်ပါပဲဦးဇင်းတို့ကြောင်းနေမှာလေဦးဇင်းအကြီးတွေလာပါတယ်အချို့ ဲ့လို30ကျော်မှ40ကျော်မှဥစဉ်နေလာတယ်ဒါပေမဲ့အရင်လိမ္မာတဲ့ကံဥစဉ်တို့ကံပဲပြောမလားမသိဘောနော်လိမ္မာတဲ့ဥစဉ်တွေပဲများတာတွေ့တယ်ဥစဉ်ကလည်းအမြဲတမ်းလဲဩဝါဒပေးတာလဲပါမလားမသိဘောနော်အမြဲတမ်းဩဝါဒပေးတယ်ဟိုမမနာတွေမထားရဘူးဆိုတဲ့အကြောင်းအရင်လူဘွားကဘာပြီးဖြစ်နေဖြစ်နေတထေးပဲဖြစ်နေဖြစ်နေအရာတို့ရာကံတွေပဲဖြစ်နေဖြစ်နေသာသနာမှာအားလုံးဒန်းလို့ဆိုတဲ့အကြောင်းတွေပြောပြတဲ့အခါကျတော့သူတို့စိတ်တွေကဟိုခြားတင်သားတွေနဲ့ဒန်းလူထားနိုင်တဲ့အနေအထားရှိတော့သူတို့ကြီးမှဝတ်တယ်ဆိုပေမဲ့လည်းသူတို့ကငယ်ဖြူတွေနှီးပါစိတ်သက်တွေကောင်းကြတာလည်းတွေ့ရတယ် လည်းလောချင်တော့ဦးဇင်းတို့စီမှာတော့စိတ်ကောင်းရှိတဲ့ဦးဇင်းတွေလောက်ဦးဇင်းကြီးတွေတွေ့ရတာပေါ့နော်